င်ဖရာဝါကုစုနောဒါယောတကိနာခိနိုအင်ဖရာဝါ့မှာလဲသူကအာတာချက် သူမှာဖန်ရှင်နေနှစ်ခုပါပါတယ် ။ဒါလဲဆိုရင် Nishon Simulation ရာ GIS တူတော်တင်တို့ Nishon Simulation ဆိုတာ Sunshine Simulation နောက်တစ်ခုက GIS နဲ့ချိတ်ဆက်လို့ရတယ်။အာသာချက်အဲ့နှစ်ခုရှိပါတယ်နော်။ဒီတော့ဆက်ပြီးတော့ဖတ်ကြည့်အောင်။ Infrawa Kusu Dewa Keikaku Guide Kusu Kiya Ichikani no Dankai de Kasuyo Kanona Kino ga Jujitsu Infrawa မှာဒီ planning လုပ်တဲ့အဆင့်နေပြီးတော့ guide ကုစက်ခေးဆိုတာဒီ overview စက်ခေးလုပ်တဲ့အဲ design လုပ်တဲ့ အဆင့်နေနောက်ပြီး EGK နေဆိုနောက်ဆုံး project ပြီးသွားပြီး maintenance လုပ်တဲ့အဆင့်နေအဲ့ဒီတန်းကြိုက်တွေပေါ့နော်အဲ့ဒီအဆင့်နေမှာခါဆူရခနော်နာအတုံးတုံးပြူလို့ဟို ဖြစ်နိုင်နေ function တွေသူကပြပြောဟောပါဝင်နေပါတယ်တဲ့အဲဒါရိုတက်ခိနာခိနုတို့ရှိတဲ့သူ့ကိုအတာချက်အနေနဲ့ခိနုကတော့နှစ်ခုရှိတယ် initial simulation ရာ GIS သုံးတော်တင်တို့ဖြစ်ပါတယ်။အဲ့တော့ပထမဆုံး initial simulation sunshine simulation ဆိုတာဘာလဲဆိုတော့အသေးစိတ်ဖတ်ကြည့်ရအောင်။ initial simulation infrared ကုစုက initial ရာခါကဲဝ simulation ကတခိတု infrared မှာကြတော့ဒီဒီ initial ဆိုတာကြတော့နေအောင်ကြီးရဲ့အရေးကြမှုတွေကို simulation လုပ်လို့ရတယ်ပေါ့နော်။ navis work ကုစုတို့ဟိကကုရှိတဲ့မိသားမဲကနေရာတို့တဲ့ ခေခန်နော်ခင်တိုရဂျီကျောဆေဆုမေရှိရှိတောနော်ဆောက်စိနိမွေတီတို့သူက infrared နဲ့သူ့ကိုဒီမီတာအမြင်တွေကိုပေါ့နော်ဟိုနှိုင်းရှင်ကြီးကြည့်ပြီးတော့တကယ် real နဲ့ဟိုနှိစက်တဲ့ဟိုရှုမျောခင်တွေကိုစုစင်စားအဆုံးဖြတ်တဲ့အခါလေးတို့နောက်ပြီးတော့ဒီ project နဲ့ကတက်ဆိုင်နေရှိရဆေဆူမေးရှော်တွေပေါ့နော်ဖန်တီးတဲ့အခါမှာအရန်ကိုသူကတင့်တော်ပါတယ်တဲ့ navis work က navis work ရဲ့နောက်တစ်ခု GIS နဲ့ချိတ်ဆက်လို့ရတဲ့အကြောင်းဆက်ပြီးတော့ဖတ်ကြည့်အောင် GIS သူနော်နေတို့ GIS နဲ့ချိတ်ဆက်တဲ့အကြောင်းအရတော့တူချီဒီရောစုအဲဒီမြေကြီးကိုအသုံးပြုမယ်အဲဇူမန်နေရှိမယ်နောက်ပြီးတော့ခါစင်ခန်းကျော်ကျော်ဟိုးစုမြေချောင်းနေနဲ့ပတ်သက်တဲ့တဘာဝပတ်ဝန်းကျင်နဲ့ information တွေပါတယ်စုဟိုပုံနေရှိမယ်နောက်ပြီးတော့ရှင်းရှင်းစုရီဆိုတဲ့ခွီခီစုဆိုတာကြတော့ဒီရေကြီးရေရှမ်းမှုဖြစ်ပွားနိုင်တဲ့အဲမြေပုံပေါ်တော့ပြတဲ့ပုံအဲ့ပုံတွေရဲ့ ਨੇ အစသဖြင့်ဘောလုံးစားတဲ့ဟာလေး GNS data လေးတွေအဲ့ဒီ GNS data တွေရဲ့နောက်ပြီး BIM စင် model တွေရဲ့ကိုခါစာနဲ့အဝါဆယ်လို့ဆိုတာပေါင်းဆက်လိုက်မယ်ပေါင်းဆက်ပြီးတော့ EG candy နော်အဲခိုးတူကောက်မဲသားသူသူကမဖြစ်ခင်မှာအဲကြိုတင်ကကွဲတာလို့ဒီဟိုပြီးတော့ maintenance လုပ်တဲ့အချိန်လေးမှာ maintenance လုပ်ဖို့အတွက်အဲစဉ်းစားဆုံးဖြတ်တဲ့အခါလေးမှာ ပေါ့နော်ဒါကိုအသုံးပြုပါတယ်အခုပို့ပြထားတဲ့ပုံဆိုလို့ရှင်ဒါကအဲမြေဟိုဟာချီချီကေး model လို့ဆိုတာတဘာဝ natural ground level ရဲ့ model ရဲ့နောက်ပြီးရှင်းစုကြီးစိုးတေးခွီကီစုဆိုတာကြရေကြီးရေရှမ်းမှုဖြစ်ပေါ်နိုင်တဲ့အခြေအနေရေဘောနော်ပေါင်းဆက်ပြီးပြထားတာခါစာနဲ့အဝါစဲလုပ်ပြထားတဲ့ပုံဖြစ်ပါတယ်ဒါ GIS နဲ့ချိန်တာပါဘောနော်ဒီလိုမျိုးအဲအသုံးပြုတဲ့ခါတွေကကြတော့ now infrared ကိုအသုံးပြုပြီးရောဖန်တီးလို့ရပါတယ်ဆိုတာကြောင့်ရှင်းပြထားတာပါ